ပြမှုလောကမှာတန်တာရီဖြစ်ခဲ့တဲ့ shadow ဆိုတဲ့လူစိုးကြီးကိုဘလို့နင်းနေမှာဖမ်းမမိနိုင်ခဲ့တဲ့အချိန်မှာရဲတပ်ဖွဲ့ကဘလို့အကြမ်းလေးနဲ့ပြန်လည်တိုက်ခိုက်ခဲ့ကြမလဲဆိုတာဒီ the shadows edge ရုပ်ရှင်အညွှန်းမှာအားလုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ဇလန်အစမှာတော့ရာဇဝတ်ဂုံကောင်းဆောင်ဖူလောင်ရှန်လောင်ရှန်ဦးဆောင်တဲ့အဖွဲ့ဟာရွေးဝတ်လုံခြုံရေးမြင့်မားတဲ့ဘန်ဒါရေးဌာနတစ်ခုကိုကြီးမားတဲ့လူရည်မှုတစ်ခုဖြုတ်လုပ်ပါတော့တယ်။ဂုံဝင်ဆိုင်မန်ရဲ့လုံခြုံရေးစနစ်ဖောက်ထွင်းမှုကြောင့်သူတို့ကဟာဌာနထဲကိုအလွယ်တကူဝင်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စနစ်ချွင့်ရွေးမှုကြောင့်အချက်ပေးတန်တွေမီးဟီးလာပြီးမက်ဒမ်ရန်ဦးဆောင်တဲ့ရဲချက်ဖွဲ့ဟာချက်ချင်းလှုပ်ရှားပါတော့တယ်။ ဝူရဦးဆောင်တဲ့ရဲကင်းလက်အဖွဲ့ဟာလူဆိုးတွေရဲ့ကားကိုခြေရခတ်နိုင်ခဲ့ပေမဲ့ဆိုင်းမန်ရဲ့ထပ်မံဟက်လုမှုကြောင့်ကားကဝူရဲ့ရှေ့မှတင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ နောက်တနေ့မှာလောင်ရှန်ဟာအယောင်ဆောင်ပြီးရုံးကိုဝင်လာခဲ့ပါတယ်။ဒီအချိန်မှာဝင်းကြီးဇာဝဲရဲ့လော့ကအခိုးခံရပြီးဒေါ်လာတန်း900တန်းနဲ့ cryptocurrency အထွတ်ရွေးဝတ်နံပါတ်2ဝက်ပါတဲ့စာရွက်တရွက်လည်းပျောက်ဆုံးနေကြောင်းဝူးနဲ့အဖွဲ့ကစုံစမ်းတွေ့ရှိရပါတယ်။ဘန်ထဲမှာတော့လူဆိုးတွေဟာဒေါ်စာခန့်တွေကိုဖမ်းပြီးရွေးဝတ်ခန်းမကိုဖောက်ထွင်းဝင်ရောက်ပါတော့တယ်။လောင်ရှန်က1မိနစ်အတွင်း PC ရမယ့်လုပ်ငန်းစဉ်ကိုစောင့်နေခဲ့ပေမဲ့ဟိုကတော့ထပ်မံပြီးစာပါထဲမှာဟွက်ထားတဲ့တတ က်လင်းကဘီလီယံတန်ဖို့ရှိတဲ့ crypto currency ကိုပါဖောက်ထွင်းဖို့ကြိုးစားပါတော့တယ်။ရဲတွေရောက်လာချိန်မှာတော့လူဆိုးတွေဟာထွက်ကြေးပါတော့တယ်။လွန်ရှန်ဟာတာမန်လူတအူးလိုအယောင်ဆောင်ထွက်ကြေးခဲ့ပြီးမဲ့သူ့ကိုမတော်တဆမှတ်တမ်းတင်မိသွားခဲ့ပါတယ်။ဝူဟာလူဆိုးအဖွဲ့ဝင်တအူးဖြစ်ကြောင်းထောက်ဖော်ခဲ့ပြီးလွန်ရှန်ရဲ့အမိန့်နဲ့အချမ်းဖတ်မှုတွေဖန်တီးဟာလူဆိုးတွေဟာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ရဲအရာရှိဝူဟာလည်းဓက်လီကားထဲမှာတိုက်ပွဲထွက်ပွားပြီးနောက်ဆုံးမှာတော့လူဆိုးတွေဟာလေထီးတွေနဲ့ ထွက်ပြေးခဲ့ပါတယ်။ဆိုင်းမန်ရဲ့ဟက်လုံလို့တဲ့အသွင်အပြင်ပြောင်းလဲမှုတွေကြောင့်လူဆိုးတွေဟာရှိုးပွဲတစ်ခုကိုအခွင့်ကောင်းယူပြီးအောင်မြင်စွာလွတ်မြောက်သွားခဲ့ပါတော့တယ်။ရဲကပ်ဖွဲ့ဟာဒီရှုံးနိမ့်မှုကြောင့်ဆက်ယူနေခဲ့ကြပြီးမဲဒမ်ယန်ကကောက်ချစ်တဲ့မြေခွေးကိုဖမ်းဖို့အသွေးအကြုံရှိတဲ့မုတ်ဆိုးတအုပ်လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်ရဲအရာရှိဟောင်းဝုန်းကိုပြလဲခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပြီးဟီကာနဲ့လူကိုသူ့ကိုရှာဖွေခိုင်းခဲ့ပါတယ်။ဝုန်းဟာဟီကာရဲ့ဖခင်ဟာသူ့ရဲ့ကင်းလက်စွန်း င်အတွင်တိတ်ဆုံးခဲ့တာကိုတရိယာပြီးသူမကိုကာကွယ်စောင့်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဝုံဟာရုပ်ရှင်မှာတန်းဒီကိုကြည့်ပြီးလော်ရှန်အဖွဲ့ရဲ့ကင်မရာရှောင်ကွင်းပုံစံနဲ့အတွင်အပြင်ပြောင်းလဲမှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဝုံဟာလော်ရှန်ရဲ့မူဝါဒဓာတ်ပုံကိုမြင်ပြီးရှီစီအပြင်းနဲ့နောင်ပိုင်းကရှဲဒိုလိုခေါ်တဲ့ဒန်ဒါရီဆန်နဲ့အထူးတပ်ဖွဲ့ဝင်တဦးထွန်းနိုင်တယ်လို့မှတ်မိသွားပါတော့တယ်။ဝုံဟာအတွင်ပြောင်းအဖွဲတဖွဲဖွဲ့စည်းပြီးဟီကာကိုလည်းတူးလက်ထောက်အဖြစ်ခန့်အပ်ပြီးလေ့ကျင့်ပေးခဲ့ပါတယ်။စနစ်ရဲ့မြောက်နေမှာဆိုင်းမဟာလူရက်ထားတဲ့စနစ်ဘီလီယံတန်ဖိုးရှိတဲ့ငွေတွေကို ဟက်လော့ဖို့ကြိုးစားနေတာကိုတွေ့ရပြီးလွန်ရှန်ဟာရှီယုံကိုတက်ဖို့စဉ်းစားခဲ့လားလို့မေးခဲ့ပါတယ်။ဟီကော့ကကွင်းစင်းမရတဲ့အတော့စိတ်မကြေမနက်ဖြစ်နေပြီးဝုန်းကတော့ဒူးမကိုဘေးကင်းစီချင်းလို့လို့ဝင်းမခန့်ပဲထောက်လန်းရဲ့လက်ထောက်အဖြစ်ထားခဲ့ပါတယ်။စင်ဟာရဲ့မြောက်နေမှာဟီကော့ဟာအမျိုးသမီးတအူးကိုကူညီဖို့ကြိုးစားရမှာအကားကွက်မဲ့တိုက်ခိုက်ခဲ့တာကြောင့်ဝုန်းကဒူးမကိုကဲ့တင်ပြီးစိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ဒီအချိန်မှာဟီကော့ဟာဒူးမရဲ့အဖေဝုန်းရဲ့လက်အောက်မှာကွဲလွန် င်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြန်ခဲ့ရာဝန်ဟာဘာမှပြန်မပြောနိုင်ပဲဖြစ်ခဲ့ရပါတယ်။အဲ့ဒီညမှာပဲလွန်ရှန်းကိုဈေးထဲမှာတွေ့ရှိပြီးဝန်ဟာဟီကကိုတာဝန်ပေးပြီးလွန်ရှန်းရဲ့မျက်နှာကိုရေထဲကအရိပ်အဖြစ်ကနေရိုက်ကူးနိုင်ခဲ့ပါတယ်။လွန်ရှန်းကဟီကကိုတန်တရားဝင်သွားခဲ့ပြီးမဲ့တူနန့်ကိုဝန်ကပန်းတီအိတ်တလုံးနဲ့ဝင်လာပြီးဓာတ်လီကထဲမှာလွန်ရှန်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဝန်ဟာသူ့ရဲ့ပန်းတီထဲမှာကင်မရာဝှက်ပြီးလွန်ရှန်းရဲ့မျက်နှာကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူတို့ဟာလ ောင်ချမ်းရဲ့အခန်းကိုတည်ရှိပြီးအမိုက်တွေကိုစစ်ဆဲရစူရိုကူစာရွက်တွေနဲ့ Bubble Wrap ကိုတွေ့ရှိခဲ့ပါတယ်။ဝန်ဟာဒါရီဟာအရန်အင်အားကိုခေါ်ဖို့အတွက် မော်စကိုတွေဖြစ်တယ်လို့တန်တရားဝင်လာခဲ့ပါတယ်။နောက်တစ်နေ့မှာလောင်ချမ်းဟာဝန်နဲ့ဇေရန်မှာတွေ့ဆုံပြီးနေလဆာအတူစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။လောင်ချမ်းကဟီကရဲ့ခေါင်းကအမယုအချောင်းကိုမေးဟရာဝန်ကအဖြစ်မှန်အတိုင်းပြန်ပြောပြခဲ့လာကြဟီကဟာအံ့ဩသွားခဲ့ပါတယ်။ဒီအချိန်မှာဝန်အခန်းထဲမှာတီးအောင်သေးရှိနေစ င်ရှီယုံဟာတနက်နဲ့ဝင်လာပြီးဝုန်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဆိုင်မန်ဟာကင်မရာဒီကိုဟက်လုပ်ခဲ့ပေမဲ့လူဟာကင်မရာချွေယွင်းနေတာကိုသတိထားပြီးရဲအင်အားကိုခေါ်ခဲ့ပါတယ်။ရှီယုံဟာတရင်ရတာနဲ့ထွက်ပြေးခဲ့ပါတယ်။ရဲတွေဟာဒီလောက်ရဟာလွန်ရှမ်းကိုကယ်ထုတ်ဖို့တားစရီနဲ့အစီအစဉ်ဖြစ်တယ်လို့နားလည်ခဲ့ပါတယ်။မစ်ရှင်ခွန်ဆက်နေရမြောက်နေမှာဝုန်းဟာဆူဒိုကုနဲ့ဘာဘယ်ရက်တွေဟာအရန်အင်အားကိုခေါ်ဖို့မော်စကိုတွေဖြစ်ချောင်းနောက်ကျမှနားလည်ခဲ့ပါတယ်။ ူဆိုးတွေဟာရဲဌာနချုပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဟိကဟာဒဏ်ရာရနေတဲ့ဝန်ကိုကယ်တင်ပြီးတိုက်ခိုက်ခဲ့ပါတယ်။လွန်ရှန်ဟာလည်းစွန့်ပစ်ထားတဲ့မိဘမဲ့ဂေဟာရတ်မှာသူ့သားတွေကသူ့ကိုထောင်ချောက်ဆင်ထားတာကိုသိရှိပြီးတယောက်ချင်းစီကိုရှင်းလင်းခဲ့ပါတယ်။ဒန်ယာရီနဲ့လွန်ရှန်ဟာကင်မရာကိုဓာတ်နဲ့ချင်းရွယ်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။ရှီယုံကသူ့ရဲ့အကြံဖြစ်တယ်လို့ပြောခဲ့ပေမဲ့ဆိုင်မွန်ကအစီအစဉ်ထဲမှာမပါဘူးလို့အော်ဟစ်ခဲ့ပါတယ်။လွန်ရှန်ဟာရှီယုံနဲ့တိုက်ခိုက်ခဲ့ပြီးရှီယုံ ကိုလဲပင်ညစ်ပြီးတက်နေချိန်ရှီယုံကသူ့ကိုယ်ထဲကဓာတ်နဲ့လွန်ရှန်ကို ထိုးခဲ့ပါတယ်။လွန်ရှန်ကနောက်ဆုံးဓာတ်နဲ့ထိုးပြီးရှီယုံကိုအဆုံးတက်လိုက်ပါတော့တယ်။ဆိုင်မွန်ဟာနာကျင်မှုနဲ့အတူဘုံခလုတ်ကိုနှိပ်လိုက်ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ရဲတွေဟာယူဝစ်ခမ်းမထဲကိုဝင်ရောက်ကြည့်ရှုချိန်မှာဖောက်ထွင်းခံထားတာကိုတွေ့ရှိပြီးမက်ဒမ်ယုံဟာဆိုင်မွန်တို့ကိုဆွဲအဖွဲလို့အယောင်ဆောင်ထားတာကိုလွတ်ပြေးခဲ့မိတာကိုတတိယသွားခဲ့ပါတယ်။ဆိုင်မွန်ဟာလွန်ရှန်ဟာဝုန်းရအမှန်တကယ်ကိုပိုင်အချက်လက်ကို သိပြီးသူတို့ကိုအဝေးရောက်အောင်တရုတ်ဆောင်ထားတာကိုနားလည်သွားခဲ့ပေမဲ့ညီကိုတွေကတော့မယုံကြည်ခဲ့ပါဘူးလွန်ရှန်ဟာမီးလောင်ထားတဲ့အပြစ်ရစီတွေလည်းကထွက်လာပြီးရဲတွေကသူ့ကိုဖမ်းဆီးခဲ့ပါတယ်ဆိုင်းမန်တို့ညီကိုတွေကားကိုတောင်တဲ့ရောက်တော့ရဲတွေရောက်လာပြီးနောက်ထပ်လိုက်လံဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပါတယ်ဝုန်းဟာဆိုင်းမန်ကိုဖမ်းပြီးတိုက်ခိုက်ခဲ့ပေမဲ့ဆိုင်းမန်ဟာထွက်ပြေးခဲ့ပြီးလွန်ရှန်ကိုဖုံးခေါ်ခဲ့ပါတယ်လွန်ရှန်ဟာသူ့သားလေးသူ့ကိုစိတ်ပြက်ခဲ့တာကိုနားလေကြောင်းသူတို့အတွက်ပိုကောင်းတဲ့ ဘဝကိုပေးခြင်းကြောင့်ပွားကြခဲ့ပြီးရဲတွေနဲ့နောက်ဆုံးအချိန်တိုက်ခိုက်ခဲ့ပါတယ်။လူဟာဆိုင်းမန်ကိုလိုက်နေရင်ဒါနဲ့ထိုးခံခဲ့ရာဆိုင်းမန်မထွက်ပြေးခင်မှာလွန်ရှန်ဟာသူ့ကိုဒါနဲ့ထိုးပြီးတေဒီအထိပွေဖက်ထားခဲ့ပါတယ်။ကြံတဲ့ညီအကိုတွေကတော့အဖမ်းခံရပြီးလူဟာလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ရဲဌာနချုပ်ကိုပြင်ဆင်ပြီးလွန်ရှန်ရဲ့နေရာကိုဆက်လက်ရှာဖွေနေခဲ့ပါတယ်။တီကာကဖမ်းမိထားတဲ့ကောင်လေးတွေရဲ့ပြောစကားအရာလူဝင်နံပါတ်1နဲ့နှစ်ယောက်ထဲကတယောက်တေဆုံးသွား ွားပြီးဖြစ်ပြီးငွေတွေမရွှေ့သေးဘူးလို့ထောက်ပြခဲ့ပါတယ်။ဝန်ကလွန်ရှန်းဟာတစ်လိုပဲခက်မောက်ချနေတာကြောင့်ခရစ်တိုကိုနားမလဲပဲငွေတိုင်းထုတ်ဖို့စူးစမ်းလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဝန်ရဲ့အကြံပေးမှုနဲ့ဟီကာဟာဝန်ကြီးဇာဝင်းကိုတယောက်ထဲလိုက်ခဲ့ပြီးသူငွေထုတ်နေတဲ့ဟိုတယ်ထဏီလွန်ရှန်းနဲ့တွေ့မယ့်နေရာကိုတည်သွားခဲ့ပါတယ်။သူတို့အားလုံးစားတုံဆိုင်ကိုဦးတည်ခဲ့ပါတယ်။လွန်ရှန်းထိုင်နေတဲ့ဟီကာဝန်ထိုင်ပြီးခဏအကြာမှာလွန်ရှန်းဟာအယောင်ဆောင်လေးကိုဖယ်ရှားပြီးဟီကာကိုဘသူတွေပါ ါလဲလို့မေးခဲ့ပါတယ်။ဟီကသူ့ကိုတွားခိုင်းစဉ်ဝုံရောက်လာတာကိုတရိထားမိပြီးလွန်ရှန်ဟာဟီကကိုတရိမေ့သွားအောင်လုံလိုက်ပါတော့တယ်။ဝုံဝင်လာပြီးလွန်ရှန်ကိုထွက်ပေါက်ပိတ်နေလာကြထွက်လို့မရတော့ပါဘူး။ဝုံနဲ့လွန်ရှန်တို့ဟာဆိုင်တစ်ခုလုံးပြက်စီးသွားသည့်အထိပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပါတယ်။လွန်ရှန်ဟာဝုံရဲ့ပခုံးကိုဓာတ်နဲ့ထိုးနိုင်ခဲ့ပေမဲ့ဝုံကအားနဲ့လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟီကနိုးလာပြီးလာတာတောင်ကနေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဝုံကထပြီးသူမကိုကယ် ်သိမ့်ခဲ့ပါတယ်။လွန်ရှန်ဟာထွက်ပြေးကိုစ조사ခဲ့ပေမဲ့ရဲဒီကသူ့ကိုဝိုင်းထားခဲ့ပါပြီ။ဝုံးလည်းရောက်လာပြီးဟီကာကသူ့ကိုနောက်ဆုံးအချိန်တိုက်ခိုက်ဖို့စ조사ပေမဲ့မဖြစ်နိုင်တော့ပဲတိုးလေကီနောက်ဆုံးမှဖမ်းဆီးနိုင်ခဲ့ပါတော့တယ်။ရတောကြပြီးနောက်ဟီကနဲ့ဝုန်းကိုထားဆိုင်းမန်ရဲ့ဆာဗာကနေတခြားဟက်ကာဒီအကြောင်းဖြောဆိုနေခဲ့ကြပြီးသူတို့ကလည်းအတူတူဖမ်းဆီးနိုင်လိမ့်မယ်လို့မျှော်လင့်နေခဲ့ကြပါတယ်